မင်္ဂလာပါရှင်2025ခုနှစ်မတ်လ12ရက်နေ့ရနေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမစူစီပါချော်ရကနေမိတ်ကိုထွက်ခွာလာတဲ့ငွေဆက်ကူတစ်သားတွေနဲ့စစ်သားတွေလိုက်ပါလာတဲ့ဆက်လီကိုတိုက်ခိုက်မှုမှာစစ်တပ်ကမှ20ဦးထက်မနည်းသေဆုံးပြီးဆက်လီ RPG ထိမှန်ပြီးလောင်ခဲ့ပါတယ်ဒေါ်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ကိုထင်လေးရဲ့အမေရိကန်ခီးစဉ်စတင်ပါတယ် ပေါ့မှာဆက်တက်လေဒီနဲ့ဘုံကျဲခံရလို့အမျိုးသမီးတဦးသေဆုံးပြီးကလေးတဦးတန်ရာရရှိခဲ့ပါတယ်။အုပ်ဖို့မှာဆက်တက်ကလူငယ်တွေကိုစစ်မှုထမ်းခိုင်းရန်ပြစ်ခတ်ဖမ်းဆီးစဉ်လူငယ်တဦးကြည်ထိမှန်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရခိုင်ပဲခူးအစပ်ပဒေါင်းမြို့နယ်မှာအေအေနဲ့ဆက်တက်တိုက်ပွဲပြင်းထန်နေပါတယ်။ မန္တလေး PDF က MNDAA နဲ့အနီးကပ်ပူးပေါင်းပြီးဆီယနာရှင်ချုပ်ငြိရေးဖရဒီမိုကရေစီ ပြည်ထောင်စုထူထောင်နိုင်ရေးဆက်လက်ချီတက်မယ်လို့ဆိုပါတယ်ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လည်းခရီးရန်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင် ပထမဆုံးသတင်းတပုတ်အနေနဲ့နိုင်ငံတော်ရဲ့အတိုင်းအမီခံပုတ်ကိုတောင်းဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ဖြစ်သူကိုချိန်လင်းကအမေရိကန်ရောက်မြန်မာပြည်သူတွေနဲ့တွေ့ဆုံရန်မြို့ရှိမြို့ကိုသွားရောက်မယ်ဖြစ်ရာနယူးယောက်မြို့ကိုယနေ့မှပဲရောက်ရှိနေပြီဖြစ်ကြောင်းသိရပါဗျာ။ Su 80 birthday campaign ကို နယူးယောက်မြို့မှာလာမယ်မတ်လ15ရက်နေ့မှာကျင်းပမှာဖြစ်ပြီးအဲ့ဒီပွဲကိုကိုထိန်လင်းနဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာတာမတ်ကြီးဦးကျော်မိုးထွန်းအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရွေးရဝင်ကြီးနော်စုစနာလလဆိုဒေါအောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးမစ္စတာရှောက်တာနေတို့တက်ရောက်มาပဲဖြစ်ပါတယ်လက်ရှိမှာအသက်80အရွယ်ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီက၄နှစ်ကျော်ကြာ တီးတန့်ခြုံနှောင်ထားပြီးစေဝါကုသခွင့်ရမရအတည်ပြုနိုင်ခြင်းမရှိသလိုမိသားစုနဲ့လည်းဆက်သွယ်မရပဲရှိနေတာကြောင့်လုံခြုံဘေးကင်းရေးနဲ့ကျန်းမာရေးအတွက်စိုးရိမ်ရကြောင်းအချိန်နှေးမှာပဲအာနာသိန်းစစ်တပ်ကအရက်သားတွေကိုလေကြောင်းတိုက်ခိုက်ခြင်းအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းနဲ့တားမောင်းများစွာတဲ့ပြည်သူတွေကိုနေရက်ဆွတ်ခွာထွက်ပြေးစေခြင်းတို့ကိုလည်းဆက်လက်ပြုလုပ်နေရပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ကမ်ပိန်းခရီးစဉ်မှာတောင်ဆန်းစုကြည်နဲ့နိုင်ငံရဲ့အကျဉ်းသားအားလုံးလွမြောက်ရေးအပါအဝင်ပုံမဆိုးရွားလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်အတဲကိုကဘာကသတိပြုမိစေရန်စက်ကောင်စီအပေါ်ပုံမပြင်းထန်တဲ့အရေးယူမှုတွေကိုအမေရိကန်နဲ့နိုင်ငံတကာမှပြုလုပ်ရတဲ့မြန်မာနိုင်ငံရဲ့အကြက်အတဲတွေအကြောင်းစင်စမ်းမပြတ်ဖော်ပြပေးနေတဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုပန့်ဖို့ကူညီရန်တိုက်တွန်းတောင်းဆိုသွားမယ်လို့ကိုထင်းလင်းကသတင်းစကားပါလာပါတယ်။ ကိုထိန်လင်းကဒါကကျွန်တော်မေမေတယောက်တည်းအတွက်မဟုတ်ပါဘူး။ဒါဟာစစ်အုပ်စုရဲ့ရက်ဆက်ကြံကြုံမှုအောက်မှာတန်းနဲ့ချီတဲ့ပြည်သူတွေခံစားနေရတဲ့အကြောင်းပါလို့သူကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တင်းင်းသားဤတိုင်းဇဝဲကနေမိကိုထွက်ခွာလာတဲ့ငွေဆက်ကူတစ်တာရီနဲ့စစ်သားတွေလိုက်ပါလာတဲ့ဆက်လီကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်မှ20ဦးထက်မနည်းတေဆုံးပြီးဆက်လီ RPG ချိမှန်ကမီးလောင်ပျက်စီးခဲ့ကြောင်းလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုကပြောဆိုပါရယ်မတ်လ10ရက်နေ့ည7:00နာရီအချိန်ခန့်မှာဇဝယ်မြို့ကနေတရက်ချောင်းမြို့နယ်စင်ဖြူပြင်စိတ်ကဘက်ကိုစုံစင်းလာတဲ့ငွေဆက်ကူတစ်သားတွေနဲ့စစ်သားတွေလိုက်ပါလာတဲ့ဆက်လီတစည်းကိုဇဝယ်ခရိုင်တပ်ပေါင်းစုကဇဝယ်မြစ်ကြောင်းအတွင်းဂျားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲ10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးဆက်လီကို RPG ချိန်မှန်ကမီးလောင်ပျက်စီးခဲ့ကြောင်းသိရပါဗျာ ။တက္ကသိုလ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား20ကျော်တင်ဆုံးပြီး30ခန့်ဒဏ်ရာရရှိခဲ့လို့လည်းသိရပါဗျ။တက္ကသိုလ်ဖြစ်ပွားပြီးတဲ့နောက်ဒေါ်လာရေးတပ်ဖွဲ့ဝင်တွေအထူးအခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။အဆက်လေးက RPG ထိသွားတယ်။အဲ့မှာမီးလောင်ပြီးတော့ မောင်းပြေးသွားတာ။ကျွန်တော်တို့ပြစ်လိုက်တာလည်းမနေဘူး။ကျွန်တော်တို့သိရသလောက်တော့ငွေဆက်ကူတွေတင်လာတာ။တက်တာတွေနဲ့အများကြီးတင်လာပြီးတော့ဇဝဲကနေမိတ်ကိုပို့မှာ။ ဗန်အချင်းချင်းလွဲပြောင်းတဲ့ပုံစံမျိုးနဲ့ပုံမဲ့နေရမှာဗန်မန်နေဂျာရဲ့ပတ်ဝန်းကျင်နှစ်ယောက်ရဲ့ပါတယ်လို့သိရတယ်။မြမစည်းဝါးရေးဗန်ကဖြစ်နိုင်တယ်။စစ်ခွေးလုံးဂျုံရေးတွေနဲ့စစ်မှုထမ်းတွေလည်းပါတယ်။ဆက်လီပေါ်မှာအကုန်လုံးပေါင်းပြီးတော့လာကြတာ။စစ်ခွေးအင်အားက60နဲ့80ကြားရှိတယ်။သူတို့ဆက်လီကလေးနဲ့နှစ်ဦးလောက်ပဲပြန်ပြစ်နိုင်တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရွှေတို့ကပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မိလောင်သွားတဲ့ဆက်လီကိုဂျဝင်နဲ့ကြောင်နီမော်အကြားမှရပ်ထားပြီးဆက်လီဘော်ကနေတင်ဆုံးသွားတဲ့စစ်သားအလောင်းတွေကိုလာရောက်တဲထုတ်သွားကြောင်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပေါင်မြို့နယ်ထောက်ရှာပင်ကျေးရွာကိုဆက်တက်လေချီနဲ့ဘုံကျဲခံရလို့အမျိုးသမီးတအူးတည်ဆုံပြီးကလေးတအူးတန်ရာရတယ်လို့ပေါင်မြို့နယ်ပကဖဒုတောင်ဝင်ခံထံကသိရပါဗျာ။ မတ်လ17ရက်နေ့မနေ့ညနေ3နာရီကျော်မှာစိတ်ဖြူမြို့နယ်ရွှေဘိုးကျွန်းရွာအခြေဆိုင်ကပ္ပစ22စစ်ကောင်စီတပ်ကနေပြန်တန်းလာတဲ့စက်တက်လေတီနစီဟာကျေးရွာအတွင်ဘုံနှလုံးကျဲချခဲ့ရာလူနေအိမ်တွေအကြားကြားရောက်ပောက်ကွဲခဲ့တာလို့ဆိုပါတယ်လူနေအိမ်တွေကြားကြတာစက်တက်လေတီနဲ့လာချသွားတာတိုက်ပွဲဖြစ်တာမျိုးမရှိဘူးရွာခံတွေကတော့ထွက်ပြေးကြတာမရှိဘူးလို့ပောက်မြို့နယ်ပကဖဒုတာဝန်ခံကမြေလက်တန်းကိုပြောပါတယ် လေကြောင်းကဘုံကျဲတိုက်ခိုက်ခံရလို့ထောက်ရှာပင်ကျေးရွာနေအသက်53နှစ်အရွယ်ဒေါ်တင့်တေဆုံးပြီးအသက်17နှစ်အရွယ်မိန်းကလေးတအုပ်တန်ရရသွားကနေအိမ်နှလုံးနဲ့စာတင်ကြောင်းပျက်စီးသွားတယ်လို့လည်းဆိုပါတယ်ဖေဖော်ဝါရီ25ရက်ကလည်းပေါင်မျိုးနဲ့စုံကုန်းရွာဘုံကြီးကျောင်းမှာကျင်းပတဲ့ PDF တပ်ဖွဲ့ဝင်ရဲ့မင်္ဂလာဆောင်ကို လေရင်နဲ့ဘုံကျဲခံရလို့လူဆယ်နဲ့ချီတေဆုံးခဲ့တာလည်းရှိပါသေးတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကဂွေးချောင်းရွာကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးစေထွက်ပြေးသွားတဲ့လူငယ်တွေကိုပြစ်ခတ်ခဲ့တာကြောင့်လူငယ်တအူးကြည်ထိမှန်တမ်းရရရှိခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။မတ်လ10ရက်နေ့မှာအုပ်ဖို့မြို့နယ်ဂွေးချောင်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးစေထွက်ပြေးသူတွေကိုတနက်နဲ့လိုက်လံပြစ်ခတ်ခဲ့တာကြောင့်လူငယ်တအူးကြည်ထိမှန်တမ်းရရရှိခဲ့ကြောင်းသိရပါတယ်။ အကြံပါစစ်ကောင်စီတပ်သားတွေကကျေးရွာအတွင်ဝင်ရောက်စီးနှီးပစ်ခတ်မှုကြောင့်လက်ရှိအချိန်ထိလူငယ်တွေဟာဆက်လက်တင်းရှောင်နေရကြောင်းကျေးရွာမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေရှိပေမဲ့လည်းအရေးအတွက်ကိုအတီးပြုနိုင်ခြင်းမရှိသေးကြောင်းလည်းသိရပါဗျ။စစ်ခွေးတွေကရွာထဲကိုတနက်ပစ်ခတ်ပြီးလူငယ်တွေကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတာအဲမှာထွက်ပြေးလို့ဆိုပြီးပစ်ခတ်ခံရတဲ့လူငယ်တွေရှိရဲတအူးကြည်တိမန်နယ်လို့တော့သိရတယ်တေဆုံးချင်းရှိမရှိဆိုတာတော့အတိမပြုနိုင်သေးဘူး အခုအချိန်ထိလူငယ်တွေရွာမပြန်ရဲကြသေးဘူးပေါ်တာဆွဲဖမ်းဆီးခံရသူတွေရှိတယ်လို့တော့သိရပေမဲ့အရင်အတွက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေတာခံပြည်သူတို့ကပြောပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ရိုးမနဲ့ဆက်ဆက်နေတဲ့ပဲခူးတိုင်းပြည်ခရိုင်ပတောင်းမြို့နယ်ညောင်ကျိုးညောင်ကျောက်မှာအာရခတ်တက်တော် AA နဲ့စစ်ကောင်စီတက်တို့ကြတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြဒေတာခံပြည်သူတွေကပြောလာပါတယ် ပထမမြို့နယ်ဒေသခံတအူးကတိုက်ပွဲကတော့ပြင်းထန်နေတယ်ညောင်ကျိုးနဲ့ညောင်ချတော့ဂျာနာကိုရောက်နေပြီပေါ့တနည်းပြောရမယ်ဆိုရင်ညောင်ကျိုးလွန်လာပြီလို့ပြောလို့ရတယ်ဒါပေမဲ့လုံးဝသိမ့်ပိုက်လိုက်တာမျိုးတော့မဟုတ်သေးဘူးဝိုင်းဝန်းပိတ်ဆို့ထားပြီလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ညောင်ချတော့ဘက်ကိုကူးလာပြီဆိုတော့လေညောင်ကျိုးတက်စကန်ကဒီနေ့မနက်ဖြန်ကြာသွားနိုင်တယ်ညောင်ကျိုးကြာရင်တော့ပထမမြို့ဆိုးအောက်သွားပြီလို့ပြောလို့ရတဲ့အထင်မှပါတာပေါ့ ညောင်ကျိုးကပထောင်မျိုးရဲ့အဆုံးလို့လက်ရှိတိုက်ပွဲအခြေအနေကိုပြောပါရယ်တိုက်ပွဲအတွင်းစစ်ကောင်စီအနေနဲ့ညောင်ကျိုးဘက်ကိုစစ်အင်အားဖြစ်တင်လို့မရတာကြောင့်ညောင်ခြေတော့ကိုစစ်အင်အားအလွန်အကျွံဖြစ်တင်ခြင်း MI35 အတုံးပြုပုံကျဲခြင်းစက်တက်လေထီအတုံးပြုပုံကျဲခြင်းတွေကိုပြုလုပ်နေကြောင်းသူကဆက်ပြောပါရယ်ရောက်ကြတော့ရွာအနီးမှာစစ်ကောင်စီရဲ့အမှတ်6ကာကွယ်ရေးပစ္စည်းဆက်ယုံရှိပြီးအင်အားများလာကြောင်းတိုက်ပွဲတွေပိုပြီးတော့ပြင်းထန်နိုင်တဲ့အခြေအနေတွေလည်းရှိကြောင်းလည်းသူကပြောပါရယ် လက်ရှိမှာတိုက်ပွဲပြင်းထန်နေတာကြောင့်စစ်ကောင်စီဘက်ကနေတေဆုံးထိခိုက်မှုတွေများပြားနေကြောင်းညောင်ခြေောက်ဘက်မှာလည်းစစ်သားတို့ထွက်ပြေးသွားခြင်းရှိနေကြောင်းဒေသခံတွေကပြောပါရရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF အနေနဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့အနီးကပ်ပူးပေါင်းလက်တွဲကဘုံရံသူဖြစ်တဲ့စစ်အာဏာရှင်ချုပ်ငြိရေးနဲ့ Federal Democracy ပြည်သူ့တိဆောက်ရေးအတွက်ဆက်လက်ချီတက်သွားမယ်လို့ပြောလာပါတယ် မတ်လ17ရက်နေ့မှာကြာရောက်တဲ့ MNDAA ရဲ့36နှစ်ပြည့်တမတော်နေ့မှာမန္တလေး PDF ကပေးပို့တဲ့ဂုံပြုတဝင်လာမှာထည့်သွင်းဖော်ပြထားခြင်းပဲဖြစ်ပါတယ်။တစ်တုံညာနှစ်ခုဆစ်စင်ရေးပထမလိုင်းနဲ့ဒုတိယလိုင်းတို့ရဲ့အောင်မြင်မှုတွေနဲ့အတူကိုးကန့်အမျိုးသားတို့ရဲ့ပြီးမြောက်ခဲ့ပြီဖြစ်သောအိမ်ပြန်ခရီးအတွက်လည်းကျွန်တို့ကအထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်လို့မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။ စစ်တုံညာနေခုဆစ်စင်ရေးဟာဆရာနာရှင်အပီးတိုင်ခြုံရည်အမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြချန်းခွင့်ရရှိရေးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်များစွာအကြိုးပြုအထောက်အကူပြုခဲ့ပြီးမန္တလေး PDF အနေနဲ့ MNDAA အပါအဝင်မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်နိုင်ခဲ့တဲ့အပေါ်ဂုဏ်ယူကြောင်းလဲဆိုပါတယ်မန္တလေး PDF အနေနဲ့မပြီးဆုံးသေးတဲ့တော်လိုင်းခရီးချမ်းရဲ့ရှစ်အင်နာကမှလည်းနောင်တော်တော်လိုင်းအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ MNDAA နဲ့ အနည်းကပ်ပူပေါင်းပြီးတော့ဘုံရသူဖြစ်တဲ့စစ်အာဏာရှင်ချုပ်ရင်းရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဆက်လက်ကြီးတက်သွားမှာဖြစ်ပြီး၎င်းတို့စိုးမိုးထားတဲ့နေရာတွေကို နေထိုင်ကြတဲ့ပြည်သူတွေရဲ့လူမှုစီးပွားရေးအဆင်ပြေစေရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုံ့ဆော်သွားမယ်လို့အတည်ပြုထားပါတယ်။မန္တလေး PDF ဟာ တစ်တုံညာနှစ်ကွန်ဒုတိယလိုင်းကိုရှမ်းမဆစ်စင်ရေးမှာစင်ကူနောင်ချို မိုးကိုမိုးမိတ်မြို့သိတိုက်ပွဲတွေကိုမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးတော့အောင်မြင်စွာဆင်နွှဲနိုင်ခဲ့တဲ့အပြင်မတရားမျိုးနဲ့အရှိန်ရှမ်းမှာရှိတဲ့စစ်တပ်စခန်း40ခန်းကိုသိမ်းပိုက်ထိန်းချုပ်ပြီးတော့မတရားအရှိန်ရှမ်းကိုလည်းထိန်းချုပ်ထားပါတယ်။ယခုခါမှာတော့မတရားတပိတ်ချင်းနောင်ချိုမြို့နယ်တို့မှာစစ်ကောင်စီတပ်ကိုဆက်လက်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်ရှင်။ ီကနေ့နေ့လက်ခင်းရအောင်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောင်မှအမြန်ဆုံးလွမြောက်ကြပါစေလို့ဆုမကောင်းကြောင်းလိုက်ရပါရဲ့ရှင်နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင် hit the sea. Say just what I'll do with me. Chose a gift of me. Fairy on Zoom, twelve at that way base of me. Cowie goes, he tell you at me. Sana, please. ကကစ်သည်စီစိတ်ကြဆွာအတူညီကြိုးစားပြတ်ကြော်မီဖရယ်ပြီတော်စုအတွက်အသက်သွေးပေးဆက်မီတာဝန်ကိုစီထဲရကြမီစာရာကူဤပေမှာထာဝရလက်တွေညီရဲ့ရည်သွေးတော့ပြီးပြီးတက်တိသစာကြီးရှင်သူအားနာယူမြခြေမုံမြင့်ချင်မီမြန်ပြညာနဲ့ဆွဲပြည့်စီညီ有几滴。 Yeah. ပေးစတိကြတိပြုသစ္စာတီဒီလူဘောင်းဒီစံသာပြရမည်နိုင်ငံတော်ကိုသူစစ်ချမည်